အားလုံးပဲမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လဲချစ်သူပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့ဒါပြီးခဲ့တဲ့ဒါဆန်နလန်ကိုရှုံးခဲ့တဲ့ပွဲစဉ်ပြီးမှာနိပြအန်ဆိုမာစကာနီနဲ့ပါရီပြောသွားလိုက်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့နီကိုလိုနဲ့တူတူဒါဆွေးနွေးသုံးသပ်သွားခြင်းတယ်ပေါ့နော်ဆိုတော့ပွဲပြီးတဲ့အခါမှာတော့နိပြအန်ဆိုမာစကာကပြောသွားတာတွေတော့အများကြီးပဲဒီထဲမှာမှအစစ်ကြိုက်ဖြစ်တဲ့အကြောင်းအရာတွေကိုပဲကျွန်တော်ရွေးထုတ်ပြီးတော့ပြောသွားခြင်းတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ဒါဂျာဟုပထုနဲ့ပတ်သက်ပြီးတော့နိပြမာစကာကပါပြောသွားလဲဆိုတော့ဂျာဟုပထုက ဒါ injury ပြဿနာအကြောင်းကိုပေါ့နော် training session တိုင်းမှာမပါဝင်နိုင်ဘူးဆိုဒီနေရာမှာဒါမတ်စကန်စီရိုရိုအန်ဆိုဖာနန်ဒက်တို့ကလည်းဒီအချိန်တွေပဲပေါ့နော်ဒီနေ့ပွဲမှာဆိုရင်ကစားသမား9ယောက်လောက်ဒီဒီပြဿနာရှိနေတယ်ဆိုပြီးတော့သူကပြောသွားတယ်ဆိုတော့သူတို့အနေနဲ့စူးစမ်းပြီးတော့ကစားသွားတယ်ကြောက်ပထိုးတယောက်တည်းပဲရုံးကန်ရတာမဟုတ်ဘဲနဲ့ကစားသမားတိုင်းရုံးကန်ရတယ်ဆိုပြီးတော့သူကပြောသွားတယ်ဆိုတော့ ကျွန်တော်ဒီစကားတွေကိုပွဲစဉ်တပွဲပြီးတိုင်းပြီးတိုင်းမှာကြားနေရတယ်ပေါ့နော်ဟိုဒဉာပြက်တနာဒဉာပြက်တနာဒီအကြောင်းအရာတွေကိုပဲကျွန်တော်တို့ပွဲစဉ်တိုင်းမှာကြားနေရတယ်ဆိုတော့ဘာကြောင့်လဲဘာကြောင့်ဒီဒဉာပြက်တနာတွေကို show out လုပ်ပြနေရလဲဘာကြောင့်ထုတ်ပြနေရလဲကျွန်တော်အဖြစ်မရှာနိုင်သေးဘူးပေါ့နော်ဆိုတော့ဒဉာပြဒနာရှိရဆိုဘာကြောင့်တုံးနေသေးလဲမတုံးနဲ့ပေါ့ကျွန်တော်တို့တရားခိုင်နှုန်းဟိုဖိမဖြစ်ဘူးဆိုရင်မတုံးနဲ့ပေါ့ခဏအောက်ထားလိုက်ပေါ့ ရန်ကြီး risk မယူကိုပြောတာဗျာကသမတ်9ယောက်လောက်တယ်ခင်ဗျစဉ်းစားကြည့်တယ်မှာပွဲစဉ်တစ်ပွဲမှာကသမတ်9ယောက်လောက်ကကြက်ကန်မှုမပြေပါဘူးဆိုဒီအသင်းကဘယ်လိုလုပ်နိုင်နိုင်ချင်ရှိတော့မှာတော့ဒီညမှာဟိုတွေးတရာရှိတယ်ကဘာလဲဆိုတော့ဟိုနိဗ္ဗာန်အခင်းချင်းကြောင်းမို့ဒီကသမားတွေကိုထဲရလားဆိုတဲ့အကြောင်းအရာလည်းရှိတယ်။ဆိုတော့တချို့နိဗ္ဗာန်အခင်းချင်းတွေကပြောချင်တာဗျာကသမားတွေရဲ့ mentality ကသမားတွေရဲ့ physical နဲ့အုပ်လိုက်လို့ရတယ်။ပြောချင်တာကလူငယ်ကသမားတစ်ယောက်ကိုဒါမှမဟုတ်နှစ်ယောက်ကို ဒါအစားထိုးပြီးတော့ထည့်လိုက်မယ်ဆိုရင်ရောအဆင်မပြေနိုင်ဘူးလားဒီလိုမျိုးအခြေအနေရော မရဘူးလားဆိုတော့မေခွန်းရှိတယ်ဒါပေမဲ့ဒီပြန်ဆိုမစကာကဟိုတရားကနုံးဟိုဖြစ်မဖြစ်ဘူးလို့သာပြောနေတယ်ဗျာလူသားလေးသာကတေအောင်နောက်ကြတယ်ဆိုချောပတ်ထိုးဆိုရင်မိနစ်80နီးပါးလောက်မှာလဲပလိုက်တယ်ကျွန်တော်ဒီအန်ဆိုဖာနန်ဒက်တို့ထားပါဒီလိုမျိုးကစားသမားတွေဗျာဟိုဖိမဖြစ်ဘူးဆိုရယ်ကစားသမားတွေသူပြောတဲ့ကစားသမားတွေတော်တော်နောက်ကျမှ လဲတယ်ဗျာဒါဖြစ်တဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဒါအကြောင်းပြချက်ကြီးပေးနေတယ်လို့ပဲကျွန်တော်ကမြင်နေတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့ဒါညီကိုတို့ကဘလို့မြင်လဲပေါ့နော်ဒါလေးပြောသွားကြပါဦးဆိုတော့မတ်စကာကနောက်ထပ်ပြောသွားလဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီနေ့ပွဲမှာမလုံလောက်ခဲ့ဘူးဆိုတော့ creativity ပျောက်နေတယ်ပေါ့နော်ဖန်တီးနိုင်မှုစွမ်းအားကမရှိနေဘူးလို့သူကပြောသွားတယ်အာကျွန်တော်တို့အနေနဲ့ဒါကိုရနိုင်ချေရှိတဲ့ အခြေအနေတကူမဖန်တီးနိုင်ဘူးပေါ့နော်အများပြားမဖန်တီးနိုင်ခဲ့ဘူးဆိုပြီးတော့ပြောတယ်ကျွန်တော်တို့ကစားသမားတွေစီကနေတရားခံတို့ performance ကိုလိုအပ်တယ်ဆိုတော့ဒီလိုမျိုး1-0ဆိုရဖြစ်နေတဲ့အနေအထားမျိုးမှာ second ball တွေကိုကျွန်တော်တို့ဆုံရှုံနေပေါ့နော်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့ကိုရီးပေးရတယ်ကျွန်တော်တို့အနေနဲ့အာဒီတင်းနဲ့မအနိုင်ရတဲ့အနေအထားမျိုးပေါ့နော်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်ဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒါလည်းကျွန်တော်တို့ပွဲစဉ်တိုင်းမှာမြင်နေရတဲ့အကြောင်းအရာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့နေ creative ရိုးပျောက်နေတာကကိုပမမပါတဲ့ကဖြစ်တယ်ဆိုတော့ဒါကိုကျွန်တော်တို့အကြောင်းပြနေလို့မရဘူးလို့ပဲကျွန်တော်ကမြင်တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီ creative player ပျောက်နေဆိုရင်နောက်တစ်ယောက်အစားထိုးမလားဒါမှမဟုတ် system နဲ့လည်းပဲဖုံးဖိမလားဒီလိုမျိုးအနေထားမျိုးကျွန်တော်တို့ဖန်တီးရမှာဖြစ်တယ်ပေါ့နော်နောက်ထပ်ပြောသွားတာကကျွန်တော်တို့ကသမားရိအနေနဲ့တရားခံလုံး performance ကိုပြသင့်တယ်ဆိုပြီးတော့သူကပြောသွားတယ်လိုအပ်တယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်ဒါကတော့အပေါ်ကခုနကျွန်တော်ပြောခဲ့တဲ့ဒါဟို တဲကနုဖိမဖြစ်တာနဲ့တွားပြီးတော့ချိတ်လိုက်မယ်ထွင်ထင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဝမ်းစီဖြစ်နေတဲ့နေရာမှာစကမောတွေကိုကျွန်တော်တို့နည်းနည်းလွယ်လွယ်ကူကူဆုံးရှုံးနေဆိုပြီးတော့သူကပြောသွားတယ်ဆိုတော့ဒါရဲ့လေမနှမ်းပြောရင်ဟိုတွေးကျင်ကြောက်စရာကြီးဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အတင်းနေတဲ့ဒီလိုမျိုးဟိုပေါ်တူဂီယားဂိုးတွေပေါ့နော်ဟိုတောင်ရောမြောက်ရောက်ဂိုးတွေအဲ့ဒါတွေကဟိုစကမောတွေကနေပေးရတဲ့ဂိုးတွေဖြစ်တယ်ဆိုတော့ဒါကိုလည်းသူ highlight လုပ်ပြီးပြောသွားတယ်ဒါကိုလည်းမြင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုလည်းသူမဖြေရှင်းနိုင်ဘူးဒီ press conference မှာတော့လည်းသူပြောသွားတာရှိတယ် လောင်းဘောတွေပြီးတော့ဒီဘယ်လိုလဲဆက်ပီတွေကနေပြီးတော့သူကိုပေးရတဲ့ဟာတွေကိုသူထိုက်လိုက်လို့ပြီးတော့ပြောသွားတယ်ဒါလည်းဟိုကာကွယ်ဖို့ခက်ခဲတယ်ဆိုပြီးတော့ထပ်ပြောတယ်ပေါ့နော်ဒါလည်းဘယ်လိုပြောမလဲပွဲစဉ်တိုင်းကြားနေရတဲ့စကားဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူ့အနေနဲ့ဒါကိုကာကွယ်နိုင်ခြင်းမရှိတာကြီးရတော့တော်တော်ဆိုးတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့နေပြတကယ်တော်တဲ့နေပြတရားအော်ဒီနဲ့ဆိုရင်ဒါကိုကာကွယ်နိုင်သင့်တယ် ီကြောင်းရမှာဆိုရင်နှစ်ချက်ပါဝင်တယ်ပေါ့နော် credit ပြောက်တဲ့အကြောင်းရယ်ပြီးတော့ second ball တွေ loose ဖြစ်တဲ့အကြောင်းရယ်ပေါ့နော်ဒီအကြောင်းရနှစ်ခုကို highlight လုပ်ပြီးပြောသွားတယ်ဆိုတော့ဒါပေမဲ့လက်ရှိအချိန်ထိတော့ဒီအကြောင်းရတွေကပဲကျွန်တော်တို့ကိုတက်နေတယ်ပေါ့နော်ကျွန်တော်တို့အသင်းကိုရှုံးဝဲကြုံတွေ့စေတဲ့အကြောင်းရတွေဖြစ်နေတယ်ပြန်တော့ခုကပါလဲဆိုတော့ကျွန်တော်တို့အတင်းဒီကိုပေးလဲရတဲ့အချင်းနေပေါ့နော်ဒီချင်းနေကိုလည်းသူကပြောသွားရတယ်ဆိုတော့ ဒီစနေကဘယ်လိုလဲဆိုတော့2%အခြေအနေမှာကျွန်တော်တို့အနေနဲ့ဒါလွယ်ကူတဲ့အခြေအနေပေါ့နော်ရိုးရှင်းတဲ့အခြေအနေဖြစ်တယ်ဆိုတော့ဒီတစ်ဖက်က striker ကသူတို့ရဲ့ goal ဘက်ကိုပဲဒါဥတီပြီးတော့မျက်နှာမူပြီးတော့ရှိနေတဲ့အခြေအနေမျိုးပေါ့နော်ဒီအခြေအနေမျိုးမှာဆိုရင်အကောင်းဆုံး defend လုပ်လို့ရတဲ့အခြေအနေမျိုးဒါပေမဲ့ကျွန်တော်တို့မလုပ်နိုင်ခဲ့ဘူးတတိယပိုကောင်းတင်တယ်ဆိုပြီးတော့သူပြောသွားတယ်ဟိုကစားသမားတွေကတော့သူဘာမှတော့ပြောမသွားဘူးတတိယပိုကောင်းတဲ့အခြေအနေတစ်ခုကိုတော့သူအနေနဲ့ရှိတင်တယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ဒီအခြေအနေကလည်းအမှန်ပဲကျွန်တော်တို့ မြင်တဲ့တိုင်းပဲပွဲပြီးတဲ့ခါမှာထွက်လာတဲ့ပုံနေဆိုရင်လာခြေလိုပွားရက်ကျင်နေတယ်တိုစင်ကလည်းဒါဒီတိုင်းကြီးပဲကြောကြားထဲမှာတော့ gas ဖြစ်နေတဲ့အနေအထားမျိုးကိုလည်းကျွန်တော်တို့မပိတ်နိုင်ဘူးဆိုတော့ဒီကွင်းလန်နဲ့နောက်တန်းချာမှာနေရာလူကြည့်ရလည်းမပိတ်နိုင်ဘူးဒါအန်ဆိုဖနန်ဒက်တို့ဒီကူရယ်လာတို့ဝက်စကန်စီတို့ဒီရမ်မာတွေတော့ပါလာတဲ့ချိန်နဲ့ပါလာတဲ့ပါလာပေမဲ့ဒါကို defend မလုပ်နိုင်ဘူးဆိုတော့ဟိုအဓိကအကြောင်းရင်းကတော့ဒီနောက်ကကသန်းသမားနှစ်ယောက်ဖြစ်တယ်ပေါ့နော်ဒါကလည်း तू လူသားလေးလိုက်တဲ့အကျိုးဆက်ကခံစားရတယ်လို့ပဲကျွန်တော်မြင်နေပေါ့နော်ကျွန်တော်တို့တပွဲလုံးကောင်းနေတဲ့အချင်းပေါင်ကိုလဲချပလိုက်တယ်ဆိုတော့ဒဏ်ရာပြဿနာကြောင့်လားအဲကျွန်တဲ့ကြောင့်ရတယ်ကျွန်တော်တို့မသိသေးဘူးဒါပေမဲ့ဒဏ်ရာပြဿနာကြောင့်ဆိုတဲ့ဟာကိုတော့ပွဲပြီးမှဘာမှဟိုထွေထူးထူးတည်ထင်တက်လာတာမျိုးမရှိသေးဘူးဒီတိုင်းမဲ့နေပြီးတော့ ခင်အချင်းပေါ့နော်အပြောင်းလဲကြောင့်မို့သူလှုပ်လိုက်တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီနေရာမှာလူလဲလူစားလဲလိုက်တဲ့တူစင်ကတော်တော်အုံနှောင်းမဲ့ဆိုပါပဲအမ်ဒီချလိုပါနဲ့တွဲတဲ့အခါမှာပိုဆိုးသွားတယ်ပေါ့နော်ဆိုတော့ပြောချင်တာကဒီချင်းတွေကိုလည်းညီရမာစကာဖန်ပြီးတယ်လို့ပဲပြောချင်တယ်ပေါ့နော်ဆိုတော့ကသမားတွေဟိုစိတ်ထဲကဟိုဘယ်လိုပြောမလဲ defensive mindset ကလည်းဘလို့ရှိလဲဆိုတာကျွန်တော်မေခွန်းထုတ်เสียဖြစ်လာတယ်ပေါ့နော်နောက်ဆုံးအနေနဲ့ဒီပြမှတ်စကကဘာပြောသွားလဲဆိုတော့ကျွန်တော်အသိအဒီနေ့ပွဲမှာဆိုရင်မလုံလောက်ခဲ့ဘူးဆိုတော့ premier league မှာဒီလိုမျိုးအခြေအနေမျိုးနဲ့ဟိုရင်ဆိုင်ရပြီဆိုရင်ရလက်ကကောင်းမှာမဟုတ်ဘူးဆိုပြီးတော့သူပြောသွားတယ်ပေါ့နော်မင်းနေမနိုင်ဘူးဆိုရင်ဒါရှုံးမှာပဲဆိုပြီးတော့လည်းထပ်ပြောသွားတယ်ကျွန်တော်အနေနဲ့ ဟိုဘယ်လိုလဲဒီစကန်ကူပေးလဲရတာက transition မဟုတ်ဘူးပေါ့နော်လောင်ဘောဖြစ်တယ်ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့ကောင်းတဲ့ defender ကိုပြနိုင်တဲ့ဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ first goal ကတော့ဒီလက်ပြဘောကနေဖြစ်တယ်ပေါ့နော်သူတို့ရဲ့ကစားသမားလင်းငယ်ရှောက်လောက်ကဒီ area ဘောက်ထဲမှာရှိနေတာကာကွယ်ဖို့ခက်ခဲတယ်ဆိုပြီးတော့ပြောသွားတယ်နောက်ဆုံးမှာတော့ငါတို့က we are not enough ပေါ့နော်မလုံလောက်ဘူးလို့ပဲသူကတော့ပြောသွားတယ်ဆိုတော့ဒီအကြောင်းပြချက်တွေကရိုးနေပြီလို့ပဲကျွန်တော်ကတော့ ိုပြောခြင်းနေပေါ့နော်။အော်ကျွန်တော်ဒီလက်ပြဘော်ဒီကနေကိုးပေးရတယ်။ဒီတောင်းငံဘော်ဒီကနေကိုးပေးရတယ်။အပြစ်တဲ့ဘော်ဒီကနေကိုးပေးရတယ်။ဒါတွေကပွဲစဉ်တိုင်းတို့မြင်နေရဗျာ။တော်တော်ပြင်းညာကောင်းနေပြီ။ရိုးအီနေတော့အမားတွေပေါ့နော်။ဒါတွေကိုလည်းဒီပြမယ်စကားက highlight လုပ်ပြီးပြောပေးမယ်လေ။ဘယ်လိုပြောမလဲ။ဒီစနေညတော့မရှိသေးဘူးပေါ့နော်။စိုးရင်ဒီအခြေအနေတခုလိုပဲကျွန်တော်ကမြင်တယ်။အာဘာလို့လဲဆိုတော့ အငရိုသိန်းကိုဒါချက်စီးဆိုတဲ့အသိန်းကိုဒီလိုမျိုးကစားရင်ရပါလေဆိုတဲ့ mindset မျိုးတစ်ဖက်သိန်းတွေမှာလည်းဝင်သွားပြီပေါ့နော်ဆိုတော့ဒီပွဲကတော့မနေ့ပြောရင်ဘာမှစင်ကြင်ပေးစရာ မလိုတဲ့ပွဲလိုပဲပြောကျင်နေရှုံးသိန်းလိုရှုံးသွားရတယ်ပေါ့နော်ဆိုတော့နီဗာမန်စ်ကအနေနဲ့စကလုံးအလှတွေနဲ့ဘလောက်ပဲဖုံးပြီးသည်ဖြစ်စေတတန်တဆန်နလန်ကိုအိမ်ခွင်းမှာရှုံးတယ်ဆိုတော့ကဆက်ဆရာကောင်းတဲ့ခြေစွမ်းလိုပဲပြောကျင်နေဆိုတော့ ညီကိုတို့ဘယ်လိုမြင်လဲပေါ့နော်ဒီပြမတ်စကပြောတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်တွေခန်းစားချက်တွေပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြောင်မှာပြန်တွေ့ပါမယ်